Manchester United အသင်းနေပြ Ruben Amorim က Wolf အသင်းကို၄ဂိုးတဂိုးနဲ့ဂိုးပြတ်နိုင်ပြီးတဲ့နောက်အသင်းအနေနဲ့အခုထပ်ပိုကောင်းနိုင်သေးကြောင်းပြောကြားခဲ့ပါတယ်။ပထမပိုင်းမှာတဂိုးစီသေးရင်ကြားခဲ့ပေမဲ့ဒုတိယပိုင်းအတွင်းဂိုးတွေနဲ့ Manchester United အသင်းနိုင်ပွဲပြန်ရှာတွေ့ခဲ့တာပါ။ Manchester United အတွက်ဂိုးတွေကိုအသင်းကောင်းဆောင် Bruno Fernandes က penalty ကိုအပောင်ဝင်2ဂိုး Ambo Mo နဲ့ Mason Mount တို့ကတဂိုးစီသွင်းခဲ့တာပါ Manchester United အသင်းဟာအခုနိုင်ပွဲနဲ့အတူ Premier League အမှတ်ပေးစရာမှာအဆင့်6နေရာကိုတန်လှမ်းလာပြီး အဆင့်9နေရာကချက်စီအသင်းနဲ့အမှတ်တူရပ်တည်နေပါတယ်။ပွဲကိုကျွန်တော်တို့ကောင်းကောင်းစတင်နိုင်ခဲ့တယ်လို့ယူဆပါတယ်။ကျွန်တော်တို့တကူသွင်းနိုင်ခဲ့တယ်ပြီးတော့ Wolf အသင်းကိုအခွင့်အရေးအနည်းငယ်ပြန်ပေးခဲ့တယ်။ပထမပိုင်းပြီးကန်နေမှာကျွန်တော်တို့အချိန်နဲ့ဆိုးရွားခဲ့တယ်။ဒါပေမဲ့ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ဆုံးဖြတ်ချက်တွေအတွက်ကောင်းမွန်တဲ့အချိန်ဟုန်နဲ့အရေးသွေးရှိခဲ့ပါတယ်။ကျွန်တော်တို့ပွဲကိုပြီးဆုံးစေခဲ့တယ်။ Wolf နဲ့ပွဲမှာခက်ခဲတဲ့အခိုက်အတန့်တွေလည်းရှိခဲ့တယ်။ကောင်းမွန်တဲ့ညနေခင်းတစ်ခုပါပဲ။ ပြီးခဲ့တဲ့ရာသီကနဲ့နှိုင်းရှင်ရင်ကျွန်တော်တို့များစွာတိုးတက်လာတယ်လို့ယူဆပါတယ်။ဒီရာသီမှာကျွန်တော်တို့အခွင့်အရေးတွေပိုဖန်တီးနိုင်ခဲ့တယ်၊ဂိုးတွေပိုသွင်းနိုင်ခဲ့တယ်၊အန်ဒီရဲ့ပေးနိုင်တဲ့အခြေအနေတွေလည်းပိုရှိလာတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော် တကယ်ကျေနပ်ပါတယ်။ပထမဆုံးမိနစ်ကလေးကခက်မြမြမဖြစ်ရင်လဲဒီပွဲကိုအနိုင်ရမယ်လို့ကျွန်တော်ခန်းစားခဲ့မိပါတယ်။ဒုတိယပိုင်းကစားပုံနဲ့ပတ်သက်ပြီးကျွန်တော်အမှန်တကယ်ကျင်းတဲ့ဝမ်းသာမိပါတယ်လို့အော်မရန်ကပြောကြားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာအော်မရန်လက်ထက်73လတာအတွင်းဂိုးအများဆုံးပွဲသွင်းဂိုးအရေးအတွက်ကိုလိုက်မိခဲ့ပါတယ်။ အော်ရန်လက်အောက်အဝေးကွင်းပွဲစဉ်တစ်ပွဲမှာပထမဆုံးအကြိမ်၄ဂိုးသွင်းခဲ့တာပါအခုပွဲမှာမန်ချက်စတာယူနိုက်တက်အသင်းဟာဂိုးကန်သွင်းခွင့်28ကြိမ်ရခဲ့ပြီးအော်ရန်ကိုက်တွဲမှုအောက်မှာအများဆုံးဖြစ်ခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်အနေနဲ့2023ခုနှစ်ဒသမလကချက်စီးနဲ့ပွဲမှာ28ကြိမ်ရှိခဲ့ပြီးတဲ့နောက်အများဆုံးအဖြစ်အမှတ်တမ်းဝင်ခဲ့ပါတယ်